အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fee channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတဲ့စာပေချင်တဲ့ဆောင်းပါးကောင်လေးကတော့ဆိုင်းဆရာမအနန္တစနေကြီးတားထားတဲ့စမ်းချောင်းလေးရဲ့ခီးစဉ်လို့မြင်ရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်လေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတဲ့စာပေသားမှာဖြစ်ပါတယ်ဆောင်းပါးကောင်လေးရဲ့နာမည်ကရိုးရိုးချစ်မြင်းမြင့်ချမ်းလို့အမည်ရပါတယ်ကျွန်တော်နေတူဒီဆောင်းပါးကောင်လေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာရိုးရိုးချစ်မြင်းမြင့်ချမ်း1992ခုနှစ်က စင်ကာပူခီးသွားလာရေးအရာရှိကစင်ကာပူဝန်ကြီးချုပ်လီခွန်ယူကိုအစီရင်ခံစာတင်သွင်းခဲ့တယ်။စာရဲမှာကျွန်တော်တို့စင်ကာပူဟာအီဂျစ်နိုင်ငံလိုပရီးမီယံမရှိဘူး၊ဒီယိုနိုင်ငံလို Great Wall မရှိဘူး၊ဂျပန်နိုင်ငံလိုဖူဂျီတောင်မရှိဘူး၊ဟာဝိုင်အီလို7မီတာအမြင့်ရှိတဲ့လှိုင်းမြေမရှိဘူး။ကျွန်တော်တို့နိုင်ငံမှာဆက်နေရသည်လုံးပူပြင်းနဲ့နေရောင်ခြေကလွဲလို့ဘာမှထူးဆန်းတာမရှိဘူး။ခီးသွားလာရေးအတွက်ချဲ့ထွင်မယ်ဆိုရင်ခက်ခဲလိမ့်မယ်လို့ရှင်းထားတယ်။ လီခွန်ကြီးကစာအုပ်ဖတ်ပြီးဒေါသပုံထတော့တယ်။နောက်စာတစ်စောင်ပြန်ပို့လိုက်တယ်။စာထဲမှာဒီလိုရေးထားတယ်။ဖျားသခင်ပေးထားတာမလုံလောက်သေးဘူးလား။နေအောင်ကြီး။နေအောင်ကြီးသာရှိရင်တို့လုံလောက်ပြီ။အဲ့နောက်စင်ကာပူကတစ်နှစ်ပတ်လုံရှားတဲ့နေအောင်ကြီးကိုအသုံးပြုပြီးတပင်ပတ်မှန်နေစိုက်ခဲ့တယ်။အချိန်တိုအတွင်းမှာလှပါတဲ့ပန်းဥယျာဉ်မြို့တော်အဖြစ်နာမည်ကြီးခဲ့ပြီးအာရှတိုင်းမှာတရိယာကဘာလေခီးတဲ့အများဆုံးနိုင်ငံဖြစ်လာတယ်။နိုင်ငံတိုင်းနေရာတိုင်းလူတိုင်းကို ဘုရားသခင်ကပစ္စည်းများများဆဆာမပေးခဲ့ပါဘူး။နျူတန်ကိုပန်းတီတစ်လုံးပဲပေးခဲ့တယ်။ကံတော်တရားပေးတာမဟုတ်ပဲပြစ်ချပေးခဲ့တယ်။ဒစ္စနီကိုကျွတ်ကောင်ပဲပေးခဲ့တယ်။ဒါတောင်ဒစ္စနီကိုယ်တိုင်စားစရာပုံမို့တစ်ချက်တောင်မရှိခဲ့အချိန်မှာပေးခဲ့တာဖြစ်တယ်။တရုတ်နိုင်ငံကန်တုန်ကကူဖူဆိုတဲ့မြို့ကိုကော်ဖူရှက်တယောက်ပဲပေးခဲ့တယ်။ဘုရားသခင်ကနေရာတစ်ခုကိုနည်းနည်းစီပေးခဲ့ပေမယ့်အတုံးပြူတိုင်တော့အဲ့ဒီနည်းနည်းဟာအများကြီးဖြစ်လာနိုင်ပါတယ်။ဂရီတော်နေတဲ့နျူတန်ဟာ အဲ့ဒီပန်းတီကြောင့်ရှုပပေးတာပညာရှင်ကြီးဖြစ်ခဲ့တယ်။ငတ်နေချိန်မှာရှောက်လာတဲ့ကြွက်ကိုဒစ္စနီကတံမစားခဲ့ပါဘူး။အဲ့ဒီကြွက်ကိုအသုံးပြုပြီးအဖိုးမဖြစ်နိုင်တဲ့ကာတွန်းအတိုင်းမျိုးကိုတည်ထောင်နိုင်ခဲ့တယ်။ကွန်ဖျူရှက်ကိုအသုံးပြုပြီးဂူဖူဟာခီးသွားတယ်မဆဲတဲ့ရှေးအောင်မျိုးတွေမျိုးဖြစ်ခဲ့တယ်။ "तू ကချမ်းသာလိုက်တာ၊ तू ကလှလိုက်တာ၊ तू ကတော်လိုက်တာ။ငါကြတော့ဘာမှမရှိဘူး"ဆိုပြီးကိုကိုပေးတာနဲတယ်၊များတယ်လို့နင်းညူကြဘူးလား။သူကြတော့ရှားရိုးပြင်းပြင်းနဲ့ထိုင်နေတဲ့ခုံးကဆိုဖာကို ငါကြတော့ခုံစုပ်တလုံးပဲရတယ်လို့မကြီးခင်မှာလေကွင်းကြီးရဲ့စကားကိုပြင်ဆင်စားမိတဲ့အခါ"အော်ဖရာသခင်ငါ့ကိုဒီခုံစုပ်ပေးတာအကြောင်းရှိရမယ်"လို့တွေးမိခင်အခုကျွန်တော်ဖတ်ပြနေဆက်ပေးခဲ့တဲ့ဆောင်းမကောင်းလေးကတော့ဆိုင်းဆရာမနိုင်နိုင်စင်ရေးသားထားတဲ့စမ်းချောင်းလေးရဲ့ခီးစင်လို့အမည်ရတဲ့စာအုပ်ထဲမှာရိုးရိုးချင်းမြင်းမြင်းကြံလို့အမည်ရတဲ့ဆောင်းမကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဆောင်းမလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုရရှိရဲ့ အခွင့်အရေးရရှိလာတဲ့ဒီကိုယ်ပေးလာတဲ့အခွင့်အရေးတစ်ခုပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့တွေကိုကိုကိုနီးညူမနေပဲနဲ့ကိုကိုအပြစ်တင်မနေပဲနဲ့ကိုယ့်ရဲ့ရလာတဲ့အခွင့်အရေးတွေကိုအပြစ်တင်မနေပဲနဲ့ကျွန်တော်တို့ရနိုင်သလောက်ကိုစွမ်းညံစွမ်းရှိသလောက်စူးစားတဲ့နေဆိုရဲအကြောင်းအရာလေးတွေကိုကျွန်တော်တို့ဒီဆောင်းပါးကောင်းလေးရာနေသင်ခန်းစာရရှိမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီလိုမျိုးဆောင်းပါးကောင်းလေးတွေပါရဲ့ ဆီယမ်မနန်းနေစနေရေးသားထားတဲ့အစံကြောင်းလေးရဲ့ခရီးစဉ်၊မူရင်းစာကိုကောင်းလေးဖို့ဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature fiction channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ။နိုင်စင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေ၊ဒေါသခတ်သိမ်းကင်းကျင်းကြပါစေ၊ဆေးရခတ်သိမ်းကင်းကျင်းကြပါစေ၊နှလုံးဆေးဝါးအေးချမ်းကြပါစေ။နိုင်စင်သူများအားလုံးဘေးရန်ကြောင်းကြဆင်းရဲကင်း၍ကိုယ်စိတ်နှပြချမ်းမှချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများလေးနှလုံးတော်ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fiction channel လေးမှာနှာစင်ပေးခဲ့ကြတဲ့တူတူတယောက်ချင်းစီကိုဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ။